ဖျားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့မျှော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဆိုတဲ့အရာလေးနဲ့ခေါင်းစဉ်လေးနဲ့ဆက်ပြီးတော့မှဆင်ခြင်သွားဖို့ဖြစ်ပါတယ်ဒီနေ့တော့ episode 10ကိုရောက်သွားပြီပေါ့နော်ဆိုတော့ဒီနေ့တော့ကျွန်တော်တို့ဘာအကြောင်းဆင်ခြင်ခြင်းလဲဆိုတော့ရှင်ရောခရစ်ဝင်ခန်းကြီး14ငယ် တစ်ကန်နေစပြီးတော့မှကျွန်တော်တို့အာ၃လောက်ချီပေါ့နော်ဒါလေးကိုအထုပြုပြီးတော့မှကျွန်တော်တို့ဆင်ကျင်သွားပါမယ်ကျွန်တော်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မှထပ်ပြီးတော့မှကျွန်တော်ထပ်ပြီးဆင်ကျင်သွားဖို့ရှိပါဒါခန့်လေ၁တဖန်တော်ယေရှုကသင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနဲ့ဖျားသခင်ကိုယုံကြည်ကြလော့ငါကိုလည်းယုံကြည်ကြလော့ဆိုတော့ဒါလေးက ဒီစိတ်နှလုံးပူပန်ခြင်းမရှိနဲ့လို့ပြောတဲ့အရာကဆိုကျွန်တော်လောကမှာနေထိုင်သက်ရှင်သွားလာတဲ့အခါမှာဒုက္ခပြဿနာခက်ခဲတွေလောကဒဏ်တွေကြောင့်စိုးရိမ်ခြင်းမရှိနဲ့လို့ပြောတဲ့အရာမဟုတ်တော့ဆိုတော့အဲ့ဒီလိုစိုးရိမ်ပူပန်ခြင်းမရှိဖို့အတွက်ပြောခဲ့တဲ့အရာတွေလည်းရှိတယ်ဒါပေမဲ့ဒီအရာကြတော့ဒီတမလွန်ရေးဖြစ်တယ်တည်ပြီးတဲ့နောက်ပိုင်းမာ ဖယားသခင်ဆက်ပြီးတာဝန်ယူတဲ့ပိုင်းဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီအရာကတကယ်ပဲကျွန်တော်တို့ရဲ့ဟိုမျိုးလင်းတဲ့အရာမျက်မှောက်ပြုရတဲ့အရာဖြစ်လာပြီဆိုတော့တွေ့ရတယ်။ဒါယုံကြည်သူတိုင်းကဒါကတကယ်မျိုးလင်းပြီးမျက်မှောက်ပြုရမယ့်အရာဖြစ်တယ်ဆိုတော့ဟိုကျွန်တော်နားလေရပါတယ်။ဖယားသခင်ကိုယုံကြည်ကြလို့ငါ့ကိုလေယုံကြည်ကြလို့ သူကထတ်တူပြုတ်ထားတာပဲဆိုတော့အဲ့တော့ကတော့ဒါဂျူးတွေဘောနော်ယူဒာတွေဖြစ်တဲ့အခါမှာဒါခမည်းတော်ဖရာအကြောင်းလေပြောမှဖြစ်မှာသူတို့ယုံကြည်တာဒါယေဟောဝါယာဝေသာရဖရာဒါသူတို့ပြောတဲ့အတွက်ဖရာသခင်ဆိုသူကဒါကိုပြောခြင်းဖရာသခင်ကိုယုံပြီးတော့မှဆက်တူပြုလိုက်တယ်ငါ့ကိုလေယုံပါ ဆိုတော့ဒါညှော်လင့်ပြီးမျက်မှောက်ပြုတ်တက်အောင်လို့တရားပြောတယ်ဆိုတော့တွေ့ရတယ်။ပြီးတော့အဲ့ဒီဘုရားသခင်ကိုသူနန်စားသုံးတော်မယ်အောက်မှာကြတော့ငါအဖအီအိန္ဒိုနိုင်နေစရာအခန့်အများရှိသူမဟုတ်လေမဟုတ်ကြောင်းကိုသင်တို့အားငါမပြောပဲမနေသင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏ဆိုအဲ့ဒီစကားကျွန်တော်တို့ ကြိုက်တဲ့အချိန်စဉ်းစားလိုက်ကြိုက်တဲ့အချိန်မှာဒါလေးကိုမျောလင်းပြီးတော့မျက်မှောက်ပြုတ်လိုက်မမြင်ရသေးဘူးအဲ့ဒါကိုတိမက်ဆွဲလန်းလို့ရတယ် my father's house လို့ပြောပြီးတော့မှ many mansion ပမန်ရှင်းနေခစ်စားနေရဆိုဒီမန်ရှင်းနေခစ်စားနေတဲ့အတွက်တော့လောကမန်ရှင်းအရေးမကြီးဘူး ။သခင်ယေရှုပြောတဲ့ mention သည်လောကမှာမဟုတ်ဘူး။ငါအဖ my father's house ။ငါအဖရဲ့အိမ်မှာရှိတာ။ငါအဖရဲ့အိမ်မှာအခန်းများစွာရှိရလို့ဇာယုရတန်ပါတာပြန်တယ်။ဆိုတော့အများကြီးရှိရဲ့အိမ်နေမဟုတ်ရင်ငါမပြောဘူး။ အဲ့ဒီစကားကိုသခင်ရှုပြောနေတဲ့အချိန်မှာတကယ်အားရပါရပြောနေတာဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီနေရာလောက်ကောင်းတဲ့နေရာကဘာမှာဘလို့မှနှိုင်းရှင်လို့မရတဲ့နေရာအရန်နေခြင်းစရာကောင်းတယ်အခြားကြမ်းညွန်းနေနဲ့ပြန်ပြီးတော့မှဒါကိုမိမောင်းထိုးရမယ်ဆိုလို့ရှိရင်အိုရေဆိုတာမရှိဘူးနာကျင်ခြင်းတွေမရှိတော့ဝမ်းနည်းစရာမရှိတော့မျက်ရည်တွေမရှိတော့ ပူပင်စရာဒုက္ခဆင်းရဲပြဿနာအခက်အခဲဘာမှမရှိတော့ဆေးရုံဆေးခန်းမရှိတော့ဘလောက်ထိကောင်းလိုက်လဲအရာလဲဆိုတာလေးကိုသူပြောပြတကယ်ဝမ်းသာစရာကောင်းပါတယ်ပြီးတော့မှသင်တို့နေစရာရက်ကိုပြင်ဆင်ခြင်းကတွားရ၏အဲ့ဒီခမည်းတော်ဖရာရဲ့ ိမ်မှာခုနပြောမန်ရှင်အိမ်နေရှိတာတော့အိမ်ထဲမှာ तू ကထပ်ပြီးတော့ပြင်ဆင်သေးတယ်ဆိုတော့ဘယ်သူကပြင်ဆင်တာလဲဆိုတော့သခင်ယေရှုခရစ်တော်ဒါတော့သခင်ယေရှု ਨੇ ပတ်သက်ပြီးတော့မှရမှာနော်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့အပြစ်တဲ့လောကကားတွေမှာအသေးခံနေတဲ့ဂျူဂျင်းကိုခံပြီးတော့မှစံစာလာတဲ့အတိုင်းတုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတာယုံနေသူဖခင်ရဲ့သားသမီးဖြစ်သွားတဲ့သူတွေ အတွက်ကိုသခင်ယေရှုသူ့ရဲ့ညီကိုတွေအတွက်ကိုတွားပြီးတော့သူကိုယ်တိုင်တွားပြင်ဆင်တယ်။ဟိုတော့ကတော့ပြောရတော့နေစရာအရက်အိအခန်းရှိပြီးသားဒါပေမဲ့အဲ့ဒီမှာမှတွားထပ်ပြီးတော့မှဘာသွားလုပ်လဲဆိုလို့ရှိရင်ထပ်ပြင်ဆင်နေဆိုတော့ကျွန်တော်လူညံနေပေါ့လောကမှာရှိတဲ့အိမ်နဲ့နည်းနည်းလေးဆင်ကျင်စီမယ်ဆိုလို့ရှိရင် ဖျားလက်နဲ့လှုပ်ထားတဲ့အိမ်ကရှိမိသားဒါပေမဲ့အဲ့ဒီအထဲမှာမှသခင်ယေရှုကကျွန်တော်နဲ့ထိုက်သင့်တဲ့အရာတွေကို degradation သွားဆင်လာလားဒါလေးကိုတွားပြီးတော့မှဆင်ကျင်မိတယ်မြုံလင်းလို့ရတယ်ဗျာကျိုက်တယ်လို့အတွေးကိုနေချဲ့ပြီးတော့မှပုံဖော်ထားစမ်းပါကျွန်တော်အရင်ဝမ်းသာစရာကောင်းပါတယ်ဒီချီနေရတကယ်လေးချိန်နဲ့စရာကြောင်းဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ကျန်းစက်တစ်ချက်ကိုတွားပြီးတော့မှ အာကျွန်တော်ဆင်ခြင်မိတယ်ဆိုတော့ဒါကိုအာချို့တွေကတော့ဒီလောကမှာပေါ့လေဒီလိုမျိုးဖြစ်မေဆိုပြောတာဒါပေမဲ့အဲ့ဒါကအာလောကမှာဖြစ်မဲ့အရာကိုသူပြောချင်နေတာမဟုတ်ဘူးဗျအတစ်ကောခန်ကြီးနှစ်အငယ်ကိုးမှာဒါအပေါ်မှာဆိုလို့ရှိရင်ဘာကိုပြောလဲဆိုလို့ရှိရင်ဖျားသခင်ရဲ့ဒီကေတင်ချင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေပြောလာပြီးတော့မှအငယ်ကိုးမှာတစ်ကောနှစ်ကိုးမှာ ကျင်းစာလာသည်နှင့်ညီဘုရားသခင်ကိုချစ်သောသူတို့အဖို့လို့ငါဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစီသည်ဆိုပြောချင်တာကအောက်မှာဆက်သွားလို့ရှိရင်တော့အဲ့ဒါတွေအကုန်လုံးဘုရားသခင်ပြင်ဆင်ထားတဲ့တန်ရှင်သောဝိညာဉ်တော်အပြင်တော့မမြင်လာနိုင်ဘူးဆိုအဲ့ဒါက ကောင်းကင်အိမ်ကျွန်တော်မျက်စိနဲ့မမြင်ဘူးကျွန်တော်နားနဲ့ကြားဘူးပါတယ်ဆိုတဲ့အရာအလုံးထက်သားတယ်ကျွန်တော်စခရင်မှာတွေ့နေရတဲ့ဥစ္စာတွေနဲ့ဘာမှရှင်းလို့မရဘူးလူတွေလက်နဲ့ဆောက်ထားတဲ့အိမ်လုံးဝနိုင်လို့မရပါဘူးဖခင်လက်နဲ့လှုပ်ထားတဲ့အရာစိတ်နှလုံးနဲ့မကြံစည်ကျွန်တော်တို့မြင်ဘူးတွေ့ဘူးရတာပဲကျွန်တော်စိတ်ကူးရင်လို့ရမှာကျွန်တော်တို့မမြင်ဘူးမတွေ့ဘူးတဲ့အရာကိုကျွန်တော်စိတ်ကူးမရင်နိုင်သေးဘူး အခုဖီးယားပြောတာမင်းတို့စိတ်ထင်းမှာစဉ်းစားတာတာထက်တာတယ်ကွာတခင်ဗျာအဲ့ဒါကိုကောင်းကောင်းသိတယ်ယေရှုကကောင်းကင်လာတဲ့သူလေဒါအကုန်လုံးသူသိပြီးမှနားလေတာအဲ့ဒီတခင်ဗျာရဲ့နှုတ်ကပတ်တော်ကျွန်တော်မလိုရမညှော်လင့်ရမယ်ကျွန်တော်မျက်မှောက်ပြုရတခင်ဗျာပြောတဲ့စကားကိုပုံပေါ်ပြီးတော့မှမမြင်ရသေးဘူး ဒါပေမဲ့တိမတ်ပြီးတော့ဆွဲလန်းအထဲမှာကျင်နေတယ်အရန်ဝဲမြောက်ပါဆိုတော့ခင်ဗျားထက်ပြိုးသွားတဲ့အရာရှိတယ်ငါဒီတွား၍သင်တို့နေစရာရက်ကိုပြင်ဆင်ခြင်းမှပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရ၌သင်တို့ရှိစီခြင်းကသင်တို့ကိုငတ်ထန်တို့သိမ်းဆင်းမည်အာဒါလေးကလည်း ကတိတော်ပဲဖြစ်တယ်။ဒါကြောင့်လဲကျွန်တော်တို့ဘာလုပ်ရမလဲ။ညှော်လိုက်ပြီးမျက်မှောက်ပြုရမယ်။တင်းနှစ်သုံးယောဟန်ခန်းကြီး၁၄တင်းနှစ်သုံးသုံးခုစလုံးဒီကျွန်တော်တို့ညှော်လိုက်ပြီးမျက်မှောက်ပြုရမယ်။မမြင်ရသေးပါဘူး။သိမှတ်ပြီးဆွဲလန်းရမယ့်အရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်။ငါတော့ပြင်ပြီးလို့ရှိရင်မင်းတို့စီပြန်လာပြီးတော့မှအဲ့ဒီနေရာငါနေတဲ့နေရာက ဘလို့နည်းလေသာဝရငါရှိတဲ့နေရာမှာမင်းတို့အတူတူထားမှာအောင်မလေးဗျာကျွန်တော်ကေတဲ့သခင်နဲ့ကျွန်တော်ကေတဲ့ဖယားနဲ့ကျွန်တော်ထာဝရနေရာမှာစဉ်းစားကြည့်ညှို့လေးပြီးတော့အဲ့ဒါလေးမျက်မှောက်ပြုကြည့်လိုက်ပါအောင်အဲ့ဒါကျွန်တော်မမြင်ရသေးဘူးအဲ့ဒါလေးကိုတိမှန်ပြီးတော့ဆွဲလန်းကြည့်လိုက်ပါအောင်ကျွန်တော်အဲ့ဒါကျွန်တော်ရဲ့ တကယ်ဟိုမှန်းနိုင်မှန်းနိုင်ဖြစ်တယ်ဆိုအဲ့လိုလာပြီးတော့မှသိမ်းဆင်းမယ်လို့ပြောတဲ့အရာမှာထပ်ပြီးတော့မှကျွန်တော်တို့နားလည်စရာကြောင်းဖြစ်တယ်ဒါကယောဟန်14မှာပြောတာဆိုဒီရှိမတဲ့ခရစ်မခင်ကြီး24မှာကျတော့သူဘာပြန်ပြောလာလဲဆိုတော့တကယ်ရှုဘယ်လိုရရဒါက ကောင်းငင်ပြန်ပြီးတော့မှအတိခံရတော့အတိခံပြီးတော့မှနောက်မကြခင်မှာကောင်းငင်ပြန်တက်ကြွမှာအဲ့ဒီအတိခံတော့မယ့်အချိန်တိုင်းမှာပြောပြပြိမှန်တော်ထဲမှာထွက်လာတဲ့အချိန်မှာတပည့်တော်တွေကဟာကိုဆိုတော့ဒါဟိုနေမှာ0ရဗီလာကိုစောက်ခဲ့တဲ့ပြိမှန်တော်ကြည့်ပါဦးပြိမှန်တော်ကဘလောက်တောင်ခန္ဓာတင့်တယ်လိုက်လေပြောတဲ့အခါမှာယေရှုသူ့ကိုပြောသွားတာ အဲ့ဒီဗိမာန်တော်ကတစ်ခုနဲ့တစ်ခုမဆက်ဘဲနဲ့အကုန်လုံးပြုတ်ပြသွားလိမ့်မယ်ဆိုပြီးတော့မှပြောတာဆိုတာဒီတကယ်တမ်းကျူးတွေအဲ့ဒီသခင်ဖျားပြောတဲ့စကားကိုမျှော်လိမ့်မယ်မျက်မှောက်ပြုတ်တတ်တယ်ဆိုလို့ရှိရင်အဲ့ဒါတကယ်ဖြစ်သွားတာအကုန်လုံးဒီဘိုးချုပ်တီတူကလာပြီးတော့ဖြတ်စည်းလိုက်တာ AD 90မှာ ေးမန်တော့ဒီနေ့သူတို့ကပေးမန်တော့မရှိဘူး။နေရန်လေးတစ်ခုပဲရှိတော့။ဒါတော့တကင်းရှုပြောသွားတဲ့သူဒီအရာကတကယ်ဖြစ်လာတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့နောက်တော့မှကိုယ်အဲ့အရာတွေဘယ်တော့ဖြစ်လာမှာလဲ။ကိုယ်ပြန်လာမဲ့ကဘာပြီးဆုံးမဲ့အချိန်မှာဘာတွေဖြစ်လာမလဲလို့ပြောတဲ့အချိန်ဆိုရင်မှတကင်းရှုကပြောတယ်။ခုနကပြောရနော်။ငါနေတဲ့ရက်ကို သင်တို့ပြန်လာသိမ်းဆင်းမယ်ဆိုရက်စကားအဲ့ဒါဘလို့အချိန်မျိုးမှာလာမှာလဲအဲ့ချိန်ကိုငါလည်းမသိဘူးဆိုတော့ဘလို့ပြောခဲ့တယ်ဆိုတော့တဘောကဟိုမပြောပြချင်ဘူးဒီလိုဖြစ်မယ်ပြီးတော့မှဒါမဲ့တခုတော့ပြောမယ်ပြန်လာကနီးလို့ရှိရင်တော့ဒါလေးတွေဒါလေးတွေဒါလေးတွေဖြစ်မယ်အဲ့ချိန်ကြလို့ရှိရင်တော့ ငါမင်းတို့တင်းဆဲဖို့အချိန်နီးပြီရောက်တော့မယ်လို့ပြောတယ်ဆောလာအဲ့မှာသခင်ရှုပြောပြတဲ့အရေးမှုလေးသူကနှစ်ခုရောနေတယ်ဆိုတော့ကျွန်တော်တို့ဒါဟိုတမကျန်းစာလေ့လာလို့ရှင်တော့ဆို rapture ဒါကျွန်တော်တို့ယုံကြည်ချက်တည်ချက်ပါเนาะဒါလေးကိုတော့ပြောခြင်း ਨੇ rapture ဆိုတဲ့ချီဆောင်ခြင်းဆိုတဲ့အရာတစ်ခုရှိမယ်နောက်တော့မှကိုထင်ရှားစွာကြွလာခြင်းဆိုတဲ့အရာရှိတယ် rapture ဆိုတာခုနယုံကြည်တဲ့သူတွေအကုန်လုံး တည်သွားတဲ့သူအသက်ရှင်ပြီးကြံ့ကျွင်းနေတဲ့သူတွေအကုန်လုံးကိုသခင်ပြားအကာသကောင်းကင်ကနေပြီးတော့ခေါ်ပြီးတော့မှအခုနသူပြင်ဆင်တဲ့အရက်ကိုသွားမှာပြီးတော့မှအဲ့ဒီလူတွေကခဏပြန်ပြီးတော့မှညီကြီးပေါ်မှာနှစ်တထောင်လာပြန်အုပ်ချုပ်မှာအဲအဲ့ဒီပြန်ကြွလာခြင်းနှစ်ခုကရောပြီးသူပြောထားတယ်ဆိုတာတွေ့ရတယ်ဒီမှာတဲ့24မှာ25မှာတော့ဒါ revelation လို့ခေါ်တဲ့ကိုတင်ရှားဆိုတာကြွလာခြင်းအကြောင်းကို ပါနေတယ်ဆိုတာတွေ့ရပါတယ်။ကျွန်တော်အဲ့ဒီမှာမှအထုအရာလေးတွေကောက်နှုတ်ပြီးမှပြောချင်တယ်။ဘယ်တော့အချိန်လေးလေးအကန့်အသတ်ရှိလဲဆိုတော့ကနော်။ဆိုတော့ဒီမှာသူဘာပြောထားလဲဆိုလို့ရှိရင်အာမတ်တဲနဆက်လီခန်းငယ်6မှာသင်တို့ဒီစစ်တိုက်ချင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောတင်းစကားကို၎င်းကြားရကြလိမ့်မည်။သို့တော်လေစိုးရင်တုံလုတ်ချင်းမရှိစေခြင်းကတတိပြုကြလော့ ထိုအမှုရာများသည်ဖြစ်ရမည်သို့တော်လေအဆုံးသည်မရောက်သေးတော့စစ်တိုက်တဲ့တဲ့ဇကားတွေကြားရမယ်စစ်တိုက်တာတွေလည်းမင်းတို့မြင်တွေ့ရမယ်ဆိုတော့ဒါတွေကအစ္စရေးမှာတော့ကင်ရှုပြောခဲ့တဲ့ချင်းနေဆက်ပြီးအိတ်ခက်တုံးကဓာလန်နဲ့ခုတ်ခဲ့တဲ့ဥစ္စာပထမကဘာဆက်ဒုတိယကဘာဆက်ဖြစ်လာခဲ့တာလေဒါရှိခဲ့တယ်အဲ့ဒီချင်းကနေစပြီးတော့နောက်ပိုင်း ဒီ16 16 18လောက်မှာတငိန်သွားပြီ2000ဆိုလို့ရှိရင်20ရာစုကျော်လာတဲ့ခါမှာတည်င်းလေးတွေပြန်ပြီးကြာ27ရာစုမှာကျွန်တော်ပြန်ပြီးတော့မှဒါတွေအကုန်လုံးပြန်ပြီးခေါင်းထောင်လာအခုကျွန်တော်တို့ရှိနေတဲ့ကာလမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံမှာတင်စစ်တိုက်နေတဲ့တည်င်းစကားတွေကြားရအဲ့ထဲမှာမှသူကထပ်ပြီးတော့မှဟိုပြန်ပြီးတော့မှ အထူးပြုထားတဲ့ဥစ္စာလေးတွေပေါ့နော်ဒါငွေခုနှစ်မှာကျတော့လူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရံပဲပြုကြလိမ့်မယ်အရရတို့နဲ့အစာခေါင်းပါခြင်းကာလနာမြပြခြင်းညီကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မယ်ဒါဒါတွေကတော့လုံးဝပြည့်စုံတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံဒါကျွန်တော်ကြားနေရတယ်လေဒါကျွန်တော်အခုလက်ရှိရှိနေတော့မှာပဲ လူတစ်မျိုးနဲ့တစ်မျိုးစစ်လိုက်တာကျွန်တော်နိုင်ငံထဲမှာပဲကျွန်တော်ကြားနေရတာအများကြီးရှိတယ်။တနိုင်ငံနဲ့တနိုင်ငံဆိုလို့ရှိရင်အစ္စရေးကဂါဇာကိုတွားပြီးတော့မှစစ်တိုက်တယ်။ဂါဇာရန်သွားစတယ်။အစသည်ဖြစ်ဖို့အခုဟိုယူကရိန်းနဲ့အခုနဟိုရုရှားနဲ့ဒါလည်းတိုက်နေတာပဲ။ဒါလည်းတွေ့ရတယ်။အော်တလောတော့ကအနေနဲ့ပါကစ္စတန်နဲ့အိန္ဒိယနဲ့လည်းဆော်လိုက်တယ်။မစ္စတာထရန့်ကတွားပြီးတော့မှအေးမလုပ်ကြပါနဲ့ကွာဆိုပြီးပြောလိုက်တော့မှညင်အခုပြန်ချမယ်လို့ပြန် အမေရိက oh sorry အိန္ဒိယမင်းတို့ဟိုငင်းချင်းလုံးလို့ရှင်ကတွေ့မှာနော်ဆိုအခုအခုပဲဒီဒီရက်မှာပဲဖြစ်လာတာကျွန်မျိုးရှင်ကခဏပဲအကုန်လုံးရန်ဆောင်းနေကြဒီတည်နေရကြားနေရပြီလေညီလှုပ်ချင်းနဲ့စွန်ငလင်းပူပူနွေ့နွေ့လေးအရင်တော့ဒါကျွန်တော်ကြားပဲကြားဘူးလေတီဗီထဲမှာတွေ့ဘူးလေအခုကျွန်တော်နိုင်ငံမှာဖြစ်တယ်ကျွန်တော်မြေပြင်ကိုဆင်းပြီးတော့ကြည့်တဲ့အခါမှာတကယ်မတွေ့ဘူးတဲ့အရာတွေတွေ့ရတာ ဒီညီကြီးလှုပ်ချင်းเนี่ยပို့ပြီးတော့မှရှိလာစွမ်းမန်းလေးစကိုင်းနေပြီးတော့เนาะပျော်ပွဲအဲ့ဒီဒေတာတွေမှာပို့ပို့ပြီးတော့မှလှုပ်တဲ့ဥစ္စာလေးတွေရှိနေတိုင်းလို့လို့လှုပ်နေတဲ့ပုံစံတွေတွေ့နေရတယ်။အော်ညီလှုပ်ချင်းတဲ့ကြားနေရပြီ။ကာလနာကာလနာဆိုကူးဆက်ယောဂကျွန်တော်တို့အမျိုးမျိုးကြုံလာတယ်။ကိုဗစ်ကိုဗစ်တောင်မှ first wave second wave third wave ော်လူတွေတောက်တောက်လေးတည်ကြတာအခုလဲခေါင်းပြန်ထောင်းလာပြန်ပြီဆိုတော့တချို့တဝက်တည်ကြတယ်ဆိုကက်ယောဂါတွေအများကြီးရှိကက်ယောဂါတွေဆိုဒါတွေအကုန်လုံးပျောက်သွားတာမဟုတ်ဘူးဒါတွေကခဏလေးငုတ်ရှူးသွားတာပုံနေအခုအများကြီးရှိဆိုဒါတွေကဘာလဲဆိုတော့တကယ်ဖြစ်နေတယ်ရယ်ဆိုဒါလေးတွေကျွန်တော်တို့ဒီမက်တန်နဲ့ဆက်လီမှာတေချာကြည့်ကြည့်哦အော်တကယ်အများကြီး ရှိတယ်ဆိုတာတွေ့ရတယ်။ငယ်ဆက်နေမှာမတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမေတ္တာသည်ခေါင်းပါလိမ့်မည်။ဒါလည်းဆိုကျွန်တော်တွေ့နေရတာမတရားတဲ့အမှုကြီးကျွန်တော်ကဘာရရမှာကျွန်တော်တို့ရှိနေတဲ့နေရာမှာမတရားတဲ့အမှုတွေအများကြီးကြားရတယ်ကျွန်တော်လည်းဘာမှမတတ်နိုင်ကျွန်တော်ဘာမှမလုပ်လို့ မရဘူးဆိုဖះကလည်းဘာပြောထားလဲဆိုလို့ရှိရင်ဖြောင်းမဲ့တဲ့သူကဆက်ပြီးဖြောင်းမဲ့စေရောမတရားစွာပြုတဲ့သူကလည်းမတရားစွာဆက်ဖြစ်စေရောအေးစပါးရိတ်ချိန်ကာလမှာအဲ့ဒီစပါးရိတ်ချိန်ဆိုတာခုနချီဆောင်ခြင်းဆိုဒီမီဒီယာမတရားမှုတွေကြောင့်ကျွန်တော်တို့စိတ်မကောင်းဝမ်းနဲ့ကြီးကွေးရတဲ့ဥစ္စာတွေတော့ရှိတာပေါ့တခင်ရှုစကားနဲ့ဆိုလို့ရှိရင်စိတ်နဲ့တာညှိတွားခြင်းရှိတယ် ဒါမျိုးကျွန်တော်နားလေရကျောင်းအမှာဘာပြောလဲဆိုလို့ရှိရင်ချစ်ချင်းမြတ်တာခေါင်းပါလူတွေကသူတပားကိုချစ်တာမရှိဘူးကိုကိုကိုလည်းမှန်ကန်စွာမချစ်တတ်တော့အတ္တ၄မမာနာ၄ဆိုတကယ်ငါဆိုတဲ့မမာနာတွေနဲ့ပဲအသက်ရှင်နေတဲ့သူအများကြီးပဲငါအတွက်ငါမိသားစုအတွက်ဆိုရက မမာနတွေကြောင့်ဒီနေ့ကျန်တဲ့သူတွေစတေးခံရတာအများကြီးရှိတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒါပေမဲ့ဒီမှာ73မှာအချင်းသူဒီအဆုံးတိုင်အောင်တည်ကြည်ထူသူဒီကေတင်ချင်းတို့ရောက်လိမ့်မယ်။အဲ့ဒီအခက်ခဲဒုက္ခပြဿနာတွေကြားထဲမှာကျွန်တော်တို့သခင်ယေရှုကေတင်ပါရှင်ဖြစ်ယုံကြည်လက်ခံပြီးအချိန်တန်ရင်သခင်ရှုငါတို့ပြန်ပြီးတော့မှခြိဆောင်ခြင်းလုပ်မယ် ူရှိတဲ့အရက်မှာငါတို့တင်ဆဲဖို့ရှိတယ်ဆိုပေမဲ့ညှို့လင့်သောအရာကိုမျက်မှောက်ပြုခြင်းကျွန်တော်ကနှစ်ပိုင်းစလုံးကြိုက်လို့လာခဲ့ကျွန်တော်တို့တည်သွားလို့ခန္ဓာကိုယ်တွေကဝိညာဉ်ထွက်သွားပြီးတော့မှအဲ့ဒီပြင်ဆင်ထားတဲ့အရက်ကိုတွားရတာပဲဖြစ်ဖြစ်သခင်ယေရှုကြွလာပြီးခြိဆောင်တဲ့အရာကိုညှို့လင့်ပြီးမျက်နှောက်ပြုနေရတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကတခုပဲအဆုံးတိုင်အောင်တစ္ဆာရှိသွားနဲ့တည်ကြည်ဖို့ပဲလိုပါ ဆိုအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဖျားပြင်ဆင်ထားတဲ့အရန်ပြောစရာကောင်းတဲ့နေရာမှာကျွန်တော်တို့နေရမှာဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဆိုဒီမက်တနစ်ဆက်လေးကိုလေကျွန်တော်ဆက်ပြီးတော့မှဆင်ခြင်တဲ့မှာเนาะဆိုဒီနေ့ကတော့ဒီမျောလင်းတဲ့အရာမျက်မှောက်ပြုခြင်းဆိုတဲ့အရာမှာသခင်ဖျားကျွန်တော်တို့ဂတိပေးသွားတဲ့လူလက်နဲ့မလုပ်တဲ့ဖျားပြင်ဆင်ထားတဲ့အိမ် သခင်ယေရှုကိုယ်တိုင်သွားပြီးတော့ပြင်ဆင်ထားတဲ့အရက်မှာကျွန်တော်တို့သာဝရနေဖို့အတွက်ညှို့လင့်ပြီးမျက်မှောက်ပြုမယ်ပြီးတော့သခင်ဖျားပြန်ပြီးတော့သိမ်းဆင်းမယ်လို့ပြောတဲ့အရာကိုလည်းညှို့လင့်ပြီးမျက်မှောက်ပြုမယ်ဘုရားသခင်ဖျားပြောခဲ့တဲ့ဂတိစကားတွေကဘာမျက်မှောက်ရေးရကျွန်တော်နိုင်ငံမျက်မှောက်ရေးအောင်ကြည့်လိုက်ရှင်သခင်ဖျားပြောခဲ့တဲ့အရာတွေအကုန်လုံးကလည်း ပြည့်စုံလို့ဖြစ်လာပြီ။ဒါကြောင့်ဒါတွေကိုလည်းမျက်စိဖွင့်နားဖွင့်တော့ကြည့်ပြီးတော့မှကတိတော်ညှို့လင့်ပြီးမျက်မှောက်ပြုခြင်းအဖြစ်ကျွန်တော်အသက်တာကိုဆက်ပြီးတော့မှပြင်ဆင်ပြီးတော့မှဝမ်းမြောက်ခြင်းနဲ့ညှို့လင့်ပြီးကျွန်တော်ဒီညှို့လင့်တဲ့အရာကိုမျက်မှောက်ပြုပြီးအသက်ရှင်ဖို့အတွက်လူတွေဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ငှားကြပါတယ်အားလုံးပေါ်မှာဖျက်ခင်တိုင်းကောင်းချီးပေးပါစေ